အစ္စရေးအချင်းထောင်တွေမှာဖမ်းဆီးထားတဲ့ပါလက်စတိုင်းအချင်းသားရှားပေါင်းများစွာနဲ့ဟာမတ်စ်တို့ဖမ်းဆီးထားတဲ့တရှိထင်ရှားဒဇာခံတွေကိုအပြန်အလှန်လွှတ်ပေးရအပြည့်ရသဘောတူညီချက်တရက်ကိုအစ္စရေးနဲ့ဟာမတ်စ်တို့ကဂျာဇာရင်းတွေကသဘောတူခဲ့ကြပါတယ်။အီဂျစ်မှာတဆင့်ခံဆွေးနွေးပွဲတွေကနေရရှိခဲ့တဲ့အဲ့ဒီသဘောတူညီချက်မှာဒဇာခံနဲ့အချင်းသားလွှတ်ပေးမှု အကျဉ်းသားစရင်အခုအညီနဲ့ရုပ်သိမ်းမှုအစီအစဉ်တို့ပါဝင်တယ်လို့သိရပါတယ်တမောတူညီချက်ပါပရမအဆင့်ဖြစ်ဟာမတ်တို့ကတက်ရှိထင်ရှားသစားကန်20ကိုတစ်ချိန်တည်းလွတ်ပေးရမှာဖြစ်တယ်လို့ဟာမတ်ညီနိုင်ရဲ့အဖွဲ့နဲ့နီးစပ်တဲ့ဒရင်ချင်းမြစ်စီကတီးရပါတယ်။အစ္စရေးဘက်ကထောင်တန်တသက်တကြုံချပါလက်စတိုင်းအဂျင်တာ250စစ်ပွဲစတင်ချိန်ကစပြီးဖမ်းဆီးထားသူ1900အပါအဝင် ပါလက်စတိုင်းအကျဉ်းသား2000နီးပါးကိုလွှတ်ပေးရမှာဖြစ်တယ်လို့ဟာမတ်အတွင်းစီအကြီးပိုင်းတာဝန်ရှိသူက AFP ကိုအမည်မဖော်ဘဲပြောပါတယ်စစ်ဆင်ညှိနှိုင်းမှုတွေထဲမှာအဓိကအချက်ကအပြည့်ရပထမအဆင့်အဖြစ်ဟာမတ်တို့လွှတ်ပေးစီခြင်းနဲ့အစ္စရေးထောင်တွေကအကျဉ်းသားစီရင်ဖြစ်ပါတယ်။အဲ့ဒီလွှတ်ပေးစီလိုတဲ့စီရင်မှာဟာမတ်ရဲ့ပြိုင်ဘက်ဖာတာလှူရှားမှုက ထင်ရှားသူအကျဉ်းသားမာဝံဘာခေါ်တီလဲပါဝင်တယ်လို့အီဂျစ်အစိုးရအာဘော်တပိုင်းမီဒီယာတွေရသိရပါတယ်။ဘာဂေါ်တီဟာလူတက်မှုဆွဆွဲခြင်းနဲ့2004ခုနှစ်မှာထောင်တန်းတသက်တကျွန်းချမှတ်ခံရပြီးအစ္စရေးအကြမ်းဖက်သမားတအုပ်ဖြစ်ရှုမြင်ထားပါတယ်။အပြစ်ရပထမ9ရက်အတွင်း ဂါဇာကမ်းမြောင်စီအကူအညီထရက်က အစီးရအနည်းဆုံး400နေတိုင်းဝင်ရောက်မှာဖြစ်ပြီးတော့နောက်ပိုင်းရက်တွေမှာထပ်တိုးသွားမယ်လို့ဟာမတ်စ်သတင်းရင်းမြစ်ကပြောပါတယ်ရုပ်သိမ်းမှုအစီအစဉ်သဘောတူညီချက်မှာအစ္စရေးတပ်တွေအစီအစဉ်တိုင်းရုပ်သိမ်းခြင်းလဲပါဝင်ပြီးတော့ထရက်သမရနဲ့ပြန်ဖြေတွေစီကအမခံချက်တွေလဲပါဝင်တယ်လို့ဟာမတ်စ်ထိတ်တန့်အရာရှိတဦးကပြောပါတယ် တဘောတူညီတဲ့ဇေယျတပိုင်းအဖြစ်ဂါဇာမတပ်တွေပြန်လည်တက်ခောက်ဖို့ပြင်ဆင်နေတယ်လို့အစ္စရေးစစ်တပ်ကကြတာဘေးနေကပြောထားပါရခင်ဗျာမြစီမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်အသင်းရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ